မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ဆရာမောင်သားချိုရဲ့စောင်းပါလီတစ်ပုဒ်ကိုဖတ်ပြခြင်းပါလေရှင်စောင်းပါလီရဲ့နာမည်ကပြန်လျော်ပေးလို့ဆိုသူတို့ရဲ့ကပါနားထောင်ကြည့်ပါဦးနော်ပြန်လျော်ပေးလို့ဆိုသူတို့ရဲ့ကပါ ပြန်ယောပြီးအဖေကိုပြန်ယောပြီးအမေကိုပြန်ယောပြီးဖိုးဖိုးဖွားဖွားလေးကိုပြန်ယောပြီးညီညီမာလေးတွေကိုပြန်ယောပြီး ကျွန်တော်ကိုပြန်ယောပြီးကျွန်တော်နဲ့ဆက်ဆက်နေတဲ့လူသားအလုံးကိုပြန်ယောပြီးလူလောကမှာပြည့်စည်သွားတဲ့ငြိမ်းချမ်းရေးကိုပြန်ယောပြီးကျွန်တော်မှန်စုစာအုပ်တနေရာ၌ကူးယူထားခဲ့သောကပြားလေးတစ်ပုဒ်ပဲဖြစ်ပါသည်။ဆရာရဲများတွင်ဂျပန်ဘာသာမှ ိုင်းရိုက်ဘာသာပြန်ဆိုခဲ့သောကြပြားလေးတစ်ပုဒ်ဒီကြပြားကိုမူလာတန်းចောင်းသားကလေးတစ်ယောက်က ရေးဖွဲခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည် တော်ခဲကြည့်ကြည့်တဲ့အနုမြုံဘုံတန်းကြောင့်ဝေဒနာခံစားနေရစဉ်ရက်များအတွင်းမကွယ်လွန်မီစိတ်ယုံပေါ်၌ရေးဖွဲသွားခဲ့သည်ကြပြားတဲ့ဒီကြပြားလေးကိုဟီရိုရှိမားကမ္ဘာငြိမ်းချမ်းရေးပန်းခြံအတွင်းရှိ ထိုကလေးငယ်အုတ်ကူ၌ထွင်ထားခဲ့သည်ကိုတွေ့သည့်ဖြင့်ကူးယူခဲ့ကာ ဘာသာပြလိုက်ခြင်းဖြစ်ကြောင်းလဲဆရာရဲများတွင်ကမှတ်ချက်ရေးထားခဲ့ပါသည်။ဩပြန်ရော်ပြီတဲ့။ကျွန်တော်နာကျင်စွာပြုံးပြပါသည်။ပြန်ရော်ပြီ။ဘသူတွေကဘာတွေနဲ့ဘလို့ရော်ကြမလဲ။ငွေနဲ့လား၊ရွှေနဲ့လား၊ဒေါ်လာဘယ်နှတန်းလဲ၊ရွှေဘယ်နှတန်းလဲ။ကားဘယ်နှစီ၊တိုက်ဘယ်နှလုံး၊လေရင်တင်သင်မောဘယ်နှစင်းရော်လို့ကြည်ပါမလား။ မိဘဘိုးဘွားမောင်နှမသားချင်းတငယ်ချင်းတွေကိုအသက်ရှင်လျက်ပြန်တွေ့ရတယ်လို့အခြေအနေမျိုးရောက်အောင်ဘာတွေနဲ့ဘလောက်အထိကျွန်တော်တို့ကရောကြမှာလဲလေတကယ်တော့ပေးရလို့မရနိုင်တော့ထိခိုက်နာကျင်မှုတွေကကမ္ဘာပေါ်မှာအနှံ့အပြားပဲဖြစ်ပါသည်ဟင်္သာရတက္ကသိုလ်ယူပါပြည်သာဌာန၌တွဲဖက်ပါမောက်ခတူရှိပါသည် ဆရာကတကိုရီသမားလူဖြူကြီးဖြစ်ပြီးအမြဲတမ်းလိုလိုသူ့လက်ဆွဲတော်စပိန်ကလေးတစ်စင်းနဲ့အခုတော့သူစပိန်စီမရတော့လမ်းလေကောင်းကောင်းရှောင်မရတော့ထော်နေထော်နေကြောင်သွားကြောင်ပြန်စိုက်ကားတစ်စီးနဲ့ခေကားတစ်တွေဘာတွေကိုတက်မရတော့ရှုဘပြေတာဌာနာကမြင်ညီတတ်မှရှိနေသေးလို့တော်ပါသေးရဲ့ဟုကျွန်တော်စိတ်ကိုဖြည့်ရသည် နောက်ပိုင်းအငိမ့်စားတွေဘာတွေယူသွားပြီးတဲ့အခါ ဆရာဘယ်လိုနေမှာပါလဲဆိုတော့အတွေ့ကတော့ကျွန်တော်စိတ်မောစီသည်တကယ်တော့ဓာရီကိုရန်ကားသောဆိုင်ကယ်သမားတယောက်ကဖန်တီးလိုက်ခြင်းပဲဖြစ်ပါသည်ဆရာစပင်းကိုဖြတ်တိုက်လိုက်ရကခြေထောက်အပိုင်းပိုင်းအစ်စ်တွေကျိုးသွားခဲ့ခြင်းပဲဖြစ်ပါသည်သူ့မစင်မခြင်းမူသူ့ရန်ကားမှုသူ့ညံအမျောမြင့်ချွတ်ချုံကြမှုတို့အတွေ့သူဘလောက်ပေးလျော်ခဲ့တယ်လဲကျွန်တော်မသိပါ2သိန်း3သိန်း5သိန်း တစုံတရာသူပေးလျော်ခဲ့ပြီမပေါ့တိုးတော်ဆရာဘုံဟာကတော့ဘလို့မှအကောင့်တိုင်းပြန်မရတော့သက်ဆုံးတိုင်ဒုက္ခိတဘဝကိုခံစားပြီတော့ဒါကြောင့်အရာရာကိုအယောပေးလို့ရသလားဆိုသည့်မေးခွန်းကို ကျွန်တော်ကမေးလိုက်ခြင်းဖြစ်ပါသည်ဟစ်တလာလိုသွေးစုသူလူတယောက်ကြောင့်ကဘာစစ်မိကြီးတောက်ခဲရကအသက်အိုးအိမ်စီးစိမ်နေအမြပြပြတ်သွန်းခဲ့ရ၏ ဆာဒမ်ဟူစိန်လိုရက်ဆက်ခက်ထန်သူတယောက်ကြောင့်အီရက်ပြည်သူပြည်သားတွေအသက်ခံခဲ့ကြရ၏။စတာလင်လိုအာဏာရှင်တယောက်ကြောင့်ရုရှားနိုင်ငံသားအများအပြား၏ဘဝတွေကျိုးကျခဲ့ရ၏။ကျွန်တော်တို့ဘလို့ရော်ကြီးပေးကြမလဲ။ကြည်အောင်ပေးလို့ရောရနိုင်ကြပါစား။တိုက်တာအင်ဂျီတွေလူအသုံးဆောင်ပစ္စည်းတွေကိုကျွန်တော်တို့ယော်လို့ရပါသည်။ကားတစ်စီးကိုကားတစ်စီးနှင့်အယော်ပေးနိုင်ပါသည်။ နွားတစ်ခေါင်ကိုလည်းနွားတစ်ကောင်နဲ့အယောပေးနိုင်ပါသည်တယ်လီဖုန်းတစ်လုံးကိုလည်းတယ်လီဖုန်းတစ်လုံးနဲ့အယောပေးနိုင်ပါသည်လူကိုပါနဲ့ကျွန်တော်တို့အယောပေးကြမလဲကို့အဖေကို့အမေကို့သားကို့မယားကို့ချီတော်ကို့လက်ကို့အသက်ကို့မျက်လုံးကို့စိတ်ကို့ခံစားမှုကို့ယုံကြည်ရာကိုလူတယောက်ယောက်ကအဖွဲအစည်းတစ်ခုခုကစစ်ပွဲကြီးတစ်ခုခု ဒါမှမဟုတ်ဆိုင်ကယ်တစ်စီးမော်တော်ကားတစ်စီးလူရန်ကားတစ်သိုက်စသည်စသည်တို့ကချိုးချီဖြစ်စည်းပြစ်လိုက်သောအခါဘလို့လို့အယောပေးကြရပါဂျပန်ကပြားဆရာလေးတော်ခဲကီကြီးကိုလည်းဘာနဲ့မှကျွန်တော်တို့ပြန်ယူလို့မရယူပါပြီလားဆရာဤအပိုင်းပိုင်းအတစ်တစ်ကျိုးသွားသော ခြေတော်ကိုလည်းကျွန်တော်တို့ယုံလို့မရလူပေါ်မှာတော့တစ်ခေါက်တစ်ခါရောက်လာကြသူများအချင်းချင်း လူနဲ့လူဘဝကိုထိခိုက်နာကျင်အောင်လုပ်သောအမှုလောက်ဆိုသည့်အမှုဤကမာပေါ်၌ရှိမည်ဟုကျွန်တော်မထင်ပါလူကိုအယောပေးရသည်ဆိုခြင်းမှာဘလို့မှမဖြစ်နိုင်သောအလုပ်မဟုတ်ပါလားအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့မိစေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။